ားလုံးပဲမင်္ဂလာပါခင်ဗျအဲဒီနေ့ကျွန်တော်ရဲ့ channel လေးကို RPG ရှုနေကြတဲ့ဗီဒီယိုတီးဖြတ်နည်းပညာတွေကိုလေ့လာနေတဲ့ဟောရီယာတင်ခဲ့ခြင်းအတွက်ဒီ IO Video Editing Channel လေးမှာ Adobe Premiere Pro ရဲ့2025မှာ ရရှိတဲ့အခွင့်အရေးကိုဒီနေ့လာပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်။အဒီခွင့်အရေးလာဆိုရင်အရင်ရင် version တွေမှာဘယ်တော့မှမရဘူးတဲ့အခွင့်အရေးပါ Adobe Premiere Pro မှာရရှိနေပြီ ဘာလဲဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုဘရော့သမားတွေနီးပညာသမားတွေဒါမှမဟုတ်ဗီဒီယိုတိပြက်သမားတွေသတင်းမီဒီယာသမားတွေအတွက်ကိုယ်တိုင်ဆွဲစရာမလိုဘဲနဲ့ Adobe Premiere မှာပေးနေတဲ့ lower that animation design တွေပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီ one လေးကြည့်ရှုနေတယ်ဟောရီကတငယ်ချင်းအတွက်အဲ့ဒီ lower that animation design တွေကိုကျွန်တော်ဘလို့အသုံးပြုမလဲဆိုတာကိုဒီ one လေးမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်အရင်နဲ့မှလွယ်ကူသလို ပို့ပြီးတော့လဲစမတ်ကြတယ်ပို့ပြီးတော့လဲကောင်းတယ်ဘာမှပြုပြင်စရာမလိုတော့ဘူးသူ့ဟာလေးကိုယ့်ရဲ့နာမည်လေးစာတန်းလေးထိုးပေးလိုက်ရုံပဲအရင်အဆိုရင်တော့ lower than animation ဒါပေမဲ့ကိုကိုတိုင်း Adobe After Effects နဲ့ကျွမ်းကျင်စွာထိုးရမယ်ဆိုရင်တော့လုံးပေါ့လုံးဝပေါ့နော်အခုမထိုးတတ်သေးဘူးမကျွမ်းကျင်သေးဘူးဒါပေမဲ့ lower than animation လေးတွေလည်းတုံးကျင်နေဆိုရင်တော့ Adobe Premiere Pro 2025မှာပါနေပါပြီအဲ့တော့ကျွန်တော်စအောင် okay ပြီးတော့အဲဒီမှာ project panel မှာ video ထည့်တာတွေဘာညာတတကာတော့မပြောနေတော့ဘူးအရင်ရင် video တွေမှာလေးလာပြီးပြီဆိုတော့ဒါသိပြီပေါ့နော်တကယ်တော့ဒါကကြတော့ဒီနေ့ဒါ video လေးရတာ photoshop သင်္ကန်းစာလေးတွေကိုရှင်းပြနေတဲ့ video file လေးဖြစ်တယ်ဒါကျူရီပေါ့နော်တကယ်လို့နီးပညာသမားတွေကိုက YouTube YouTube မှာနီးပညာတွေသင်ကျင်တယ်ဒီလိုမျိုးလုပ်ချင်တယ်ဆိုရင်လည်း share တော့မဟုတ်ကွာ bro ရိုက်တာပဲဖြစ်ဖြစ်ကိုလို့ ဒီစာတန်းလေးပေါ့နော်ဒီဘေးနောက်လေးမှာတို့ MC သတင်းဌာနလေးမှာတို့လား MC တယောက်ဆောင်ပါညာအဲအဲ့လိုမျိုး lower tab animation လေးတွေကိုဒီမှာကြတော့ automatic သုံးလို့ရပြီ okay စကြည့်မယ်အဲ့တော့ Adobe Premiere Pro 2025ရဲ့ဒီဘက်တောက်မှာဒီဘက်တောက်မှာတို့လားဒီမနော်ဒီဘက်တောက်မှာတို့လားတပုံမျိုးတို့လားအဲအဲ့ကောင်လေးကိုသုံးပြရမှာမတိုင်အများကြီးပဲနော်အဲ့ဒီဟာတွေကိုကိုကသုံးပြရမှာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါကျွန်တော်ဆွဲထားပြီးဒီမှာဒီလိုမျိုးလေးနော်ဒါလေးကသုံးပြထားပြီးရဟာဒီအပေါ်ကိုရောက်နေတာ ဟုတ်ပြီနော်အဲ့တော့ဒီရလေးကိုတွေ့အောင်ရှာကြည့်လိုက်ဒီလိုမျိုးသားအပြာရောင်လေးနဲ့သူကဘာလဲဆိုရင်စလုံးနှစ်ခုနှစ်ခုပုံစံလေးတာနော်ဒါပါစလုံးနှစ်ခုလေးဒါအဖြူနှစ်ခုလေးအဲ့ဒါလေးကိုတို့ကဘာလုပ်မလဲဆိုဖိပြီးတော့ဒီ indicator တန်ကိုဆွဲချအင်ဒီကေတာတန်အနားကိုတွားပြီးတော့ဘာလုပ်ရမလဲဆိုရင်ချလိုက်အဲချပြီးရတာလေးနည်းနည်းဆွဲထားလိုက်ဟမ်ချပြီးရတာလေးကိုနည်းနည်းလေးဆွဲထုတ်ထားလိုက်โอเคဒါဆိုရင် ကျွန်တော်တို့ lower the animation design ကို hurry up video ထည့်လိုက်ကဲတို့ play ကြည့်မယ်ဒီညာလေးသွားကြည့်လိုက်မယ် okay အမစာရန်ထူလာစာရန်ထူလာနော်ဒီမှာစာရန်ထူလာတယ်နော်တူလားနော်အဲ့တော့ဒီစာရန်ထူတဲ့နေရာကိုတို့ကဘာလုပ်ရမလဲဆိုရင်နမည်ပြောင်းမယ်ကဲဆိုရင်သူ့တစ်ချက်ထောက်လိုက်ထောက်ပြလို့ရှိရင်ဒီအောက်မှာဒီဟာကိုနှစ်ချက်ထောက်လိုက် ဒါကိုဘာလို့မဲတပိတ်ကလေးထောက်လိုက်အဲဒီလိုပေါက်တက်လာတယ်အဲပေါက်တက်လာတဲ့ခါမှာတို့ကနှောင်း25မှာလောရမှာနော်ပေါက်တက်လာပြီးသွားရင်ဒါလေးကိုတို့ကဒီ instant name here ဆိုတဲ့နေရာစာလေးကိုဒီမှာတော့ထောက်လိုက်ပါ selection ဝင်သွားပြီနော်ဒီမှာ selection ဝင်တယ်အဲ့ဒါမှတို့ကဒီမှာတက်တူးလေးနဲ့တက်တူးလေးကိုတစ်ချက်ထောက်ထောက်ပြီးသွားတာ ਨੇ ဒီမှာ selection ပေးလိုက်ဒီလိုလေးနောက်ကနေဖိပြီးတော့ selection ပေးလိုက် ပေးပြီးသွားတာ ਨੇ တို့ကဘာလို့ဒီမှာနာမည်ပြောင်းမယ် ဒီကောင်းအောင်เนาะဒီမှာနမည်ပြောင်းမယ်ဒီနေရာမှာဒီဘုတ်မှာဒီဘောင်တစ်ချက်ထောက်ထောက်ပြီးွားရင်တို့ကဘာလုပ်ရမလဲဆိုရင်ဒီမှာဆိုတို့ကဘာပြောင်းရမလဲဆိုရင်ကျွန်တော်ကတော့ကျွန်တော်တုံးနေကြမြန်မာစာဖောက်အလှလေးထည့်ထားတယ်တကယ်လို့မှတကယ်ကျွန်တော်နေနဲ့မြန်မာစာဖောက်မရှိဘူးဆိုရင်တော့ www.bamis.gan ဆိုတဲ့ website မှာသွားပြီးတော့မြန်မာစာဖောက်ဒီအလှလေးတွေ download ရအများကြီးပဲထောင်းကျော်ရှိတယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆိုရင်တော့ www 96 win 96ကိုပဲရွေးလိုက်မယ်ဟုတ်ပြီနော် w 96ပေါ်လာပြီရေးလိုက်တာနဲ့ w 96လို့ရေးလိုက်တာနဲ့နေကို w 96ပေါ်လာပြီတလားပြီးရင်တစ်ချက်ထောက်လိုက်ထောက်လိုက်ရင်ဒီမှာညီမစာပြောင်းသွားတယ်လားအဲ့ဒီမှာဒါတွေအကုန်လုံးကိုဒီလို select ပေးပြီးတော့မလုပ်ရမယ်ဖြတ်ထုတ်လိုက်ဖြတ်ထုတ်ပြီးတော့ကိုကရေးပေါ့အဲအဲဘာမင်းအဲနီပညာအဲကိုရေးချင်တာရေးလို့ရတယ်လीနော်ဘာမင်းနီပညာအဲ okay အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တို့မလုပ်မယ် ဲ့လိုရေးပြီးွားရင်နောက်ထပ်အောက်ကဟာကိုတော့သူက selection ပြန်ပြီးအောက်ကစာကိုတော့ပြင်ရမယ်လေဟုတ်ပြီနော်အောက်ကစာကိုပြင် selection ပြီးဖြတ်လိုက်မယ်ပြီးွားရင် www.bar.missmi.com ကအဲဘာမင်းဒီညာဘာမင်းတော့ကโอเคဒါဆိုရင်မရရှိပါဘူးလားရရှိပါပြီဒါဆိုပြေးလိုက်โอเคပြီးွားရင်အဲ့တို့ play ကြည့်လိုက်မယ်ကွာ play ကြည့်တဲ့အခါမှာသူ့ရဲ့ video က animation လေးอ่ะသူอ่ะအဲ့ ဒုံးလိဖြစ်တို့လားစလုံးကသူတို့သူဆွဲထားပြည့်ရဲ့ဒီဇိုင်းကသူကစာရန်ထိုးရင်သူကဒီကနေအလာတစ်ခုလေးပဲသူတို့ကပြတာပဲကြည်နော် အလာတစ်ခုလေးပဲအဲအလာတာလေးပဲစာရန်လေးအလာတာစာရန်လေးကရက်နေတယ်ဒါပေမဲ့ကျွန်တော်ကကြတော့ကိုကနီးပညာတွေ share လုပ်တာတွေဒါမှမဟုတ်လို့ရှိရင်ကိုရဲ့ bro တွေရိုက်တာတွေဖြစ်တော့အဲ့ဒီစာသားကြီးအတေရကြတော့ MC သတင်းဌာနတွေလောက်တော့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်နည်းပြတယ်ဗျာညတော့စာအသေးညတော့အဆင်မပြေဘူးဒါဆိုရင်စာလေး animation တွေလုပ်မယ်သူကကြတော့သူကဒီ position တွေကို तू ကပြုတ်လုပ်ထားပြီးသား automatic key တွေကဝင်လာပြီးသားတို့ကဆွဲလိုက်ရုံပဲကဲဘယ်လိုလုပ်မကြည့်မယ်နော်အဲ့ဆိုဒီမှာဒီလိုမျိုးဖြစ်သွားပြီဆိုတော့ဘာလုပ်မလဲဆိုရင်ဒီမှာ indicator ကိုအလေလောက်ထားထားပြီးွားရင်ဒီစာသားလေးကိုဒီစာလေးကိုဒီဘက်လေးကိုအပေါ်ကစာလေးကိုထောင်းဗာမင်းဒီပညာရေးတဲ့စာလေးကိုထောင်းဒီဘက်ကိုရွှေ့လိုက်။ तू က animation ကသူတို့က ကီးတက်မှတ်ထားပြီးသား animation လာတဲ့အပိုဇီရှင်မှာကီးတက်မှတ်ထားပြီးသားတို့တက်မှတ်ရမှာမလို့တော့ဘူးစာလေးထောက်ပြီးရွှေ့လိုက်ရုံပဲကြည့်ရဆိုရင်ဒီဘက်ကစာလေးကိုလည်းထောက်ပြီးတော့အောက်ကစာကိုလည်းတို့ကဘာလို့ပဲထောက်ပြီးတော့ရွှေ့လိုက်ရုံပဲအဲပြီးရင်အနောက်လေးဆုပ်သွားလိုက်ပြီးရင်နောက်လေးဆုပ်ပြီးတော့ဒီစာကိုဒီဘက်ကိုပြန်ရွှေ့ပြီးရင်ဒီဟာကိုအပေါ်ကစာကိုဒီဘက်ကိုပြန်ရွှေ့ဒါကိုဘန့်ကို animation ထူကန်မရှင်ဒီဇိုင်းဆွဲလိုက်တာပဲ သူရစာသားလေးပဲเนาะသူလာလာတဲ့ပုံစံတော့အသေးစာဒါတော့ MC သတင်းထားတာတွေတော့အသေးတော့ရတယ်ဒါပေမဲ့တူကကြတော့အဲ့လိုမဟုတ်ဘူးဒီဇိုင်းလေးကိုတမျိုးပြန်ဆွဲလိုက်တာโอเคအဲ့လို play ကြည့်လိုက်မယ်ဟိုးဒလာရမယ်เนาะဒါကဒီဇိုင်းလေးလာအဲ့လိုဝတ်တဲ့ animation လေးအဲ့လိုမျိုးလေးသွားစာတန်းလေးအရှင်လေးသွားရတယ်ဟုတ်ပြီเนาะโอเคโอเคဒါကြတော့ကျတို့ Adobe Premiere အဲ့ဒီ Adobe Premiere Pro ဒီ2025ရဲ့အာတာကျဘယ်ဘာရှင်းမှမရဘူးတဲ့အာတာကျက်ကိုဒီနေ့လာပြီးပြောပြတာဖြစ်ပါတယ်။ Okay အဲဆိုလို့ရှိရင်ဒီကလေးကြည့်ကြတဲ့တငငချင်းအားလုံးပဲဒီနေ့သင်္ကန်းစာဗီဒီယိုလေးကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။အဲ့တော့နောက်ထပ်နောက်ထပ်အဲသင်္ကန်းစာလေးတွေကိုလည်းဗီဒီယိုဒီဖြတ်နဲ့ပတ်သက်တဲ့သင်္ကန်းစာတွေကိုလေ့လာကျင့်နေဆိုလို့ရှိရင် Joy Channel လေးကို Subscribe နေတာပါ။နောက်ထပ်နောက်ထပ် update တော့သင်္ကန်းစာတွေ ဗီဒီယိုဒီဖြတ်နဲ့ပတ်သက်တာအခြေခံတွေကတင်ပြသွားပြီကျွမ်းကျင်အဆင့်တွေကိုဆက်ပြီးတော့တင်ပြသွားမှာဖြစ်တယ်။ Okay အားလုံးနောက်ထပ်သင်ခန်းစာကြရင်ပြန်ဆောင်ကြမယ်အားလုံးဘိုင်ဘိုင်